ကျော်နေမင်းရဲ့ငကိုပုံစံပေါ့တရားနည်းနည်းအတိညာနည်းနည်းနဲ့စစ်တပ်ကိုထောက်ခံပြီးမဘာသာအစိုးရအကြံဖက်အုပ်စုကိုမြှောက်ပေးတဲ့တဲ့သူ့ရဲ့အကျင့်ကြက်ကိုကောင်းကောင်းကြီးပို့လွင်စေတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဒီမဒီမနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေဟာဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုကြောင့်အကြံဖက်ခံရသောအခြေအနေလို့ကျွန်တော်သုံးသပ်လို့ရပါတယ်။အချိန်အရာနဲ့ချီတဲ့ဘာသာရေးအကြံဖက်မှုခံရတဲ့ပြိပခါတွေကျွန်တော်အိုးရိအိမ်နဲ့မိရှုခံရတာနောက်လူပေါင်းများစွာမောင်းနှင်ထုတ်ခံရတဲ့အခြေအနေမျိုးတွေကြုံတွေ့ခဲ့ရပါတယ်။ဒါတွေကိုကျွန်တော်အနည်းဆုံးပြန်ကြည့်မယ်ဆို2019မှာဖြစ်ခဲ့တဲ့ Ranger လူမျိုးတွေအပေါ်မှာကျူးလွန်ခဲ့တဲ့ genocide ဖြစ်စဉ်ပေါ့နော်လူမျိုးလုံးတတ်ဖြတ်မှုဖြစ်စဉ်မှာဆိုရင်လေဒါတိန်းနဲ့ခြီးပြီးရောအများအပြားကိုအိန္ဒိယနိုင်ငံကိုမောင်းထုတ်မောင်းထုတ်ပစ်ခဲ့တာရဲရွာတွေကိုမိရှို့တာမရင်းချင်းခံရတာတတ်ဖြတ်ခံရတာရှိခဲ့တယ်လို့ဒီတီမလို့ပြောတဲ့ရခိုင်တီမဟုတ်ဘဲနဲ့ဒီဗမာတီမမှာနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေဒီလည်းပဲဒီလိုမတူညီတဲ့ပုံစံမျိုးစုံနဲ့ခွဲခြားဖိနှိပ်မှုခံရတာတွေအကြမ်းဖက်ခံရတာတွေကိုကြုံတွေ့ခဲ့ရပါတယ်အဲ့တော့အဲ့နေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီလို အကြမ်းဖက်မှုတွေကိုအဓိကတွန်းအားပေးတဲ့အရာတော့အမုန်းစကားပဲဖြစ်ပါတယ် hate speech လို့ခေါ်တဲ့အမုန်းစကားကိုလွန်ခဲ့တဲ့ဒါကိုလိုနီခေတ်အလွန်ကာလတွေတွေကဗမာတီရိုးမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေဘာသာရေးလူနေစုတွေကိုဥတီပြီးတော့ပုံစံမျိုးစုံတွေတိုက်ကြပါတယ်ခင်ဗျားတို့သိပြီးသားအတိုင်းပဲကြာအမျိုးတယောက်မှာစိုးကြောက်စရာစာအုပ်လိုကိုရိုကူနာလိုစာအုပ်တွေနဲ့အထောက်အထားအချက်လက်ခံရမှာမပါတဲ့အရေးသားတွေပေါ်မှာအသုံးပြုပြီးတော့တစ်ဖက်သက်အစ္စလမ်ဘာသာဝင်တွေပုံမုံတိတဲ့အမုန်းစကားတွေနဲ့တိုက်ခိုက်ခဲ့ကြတာပါအဲ့လိုတိုက်ခိုက်ကြတဲ့အခါမှာလည်းအနည်းနဲ့တိုးစော်လေးရှိတဲ့ ဝေါ်ဟာရတွေပေါ့နော်ဒီအမုံစကားနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေကိုကြည့်မယ်ဆိုရင်လူဦးရေအရဝါနေဖို့ကြိုးစားတယ်အဲနောက်တစ်ခါကျတော့ဟိုတားဖောက်တယ်တားဖောက်ပြီးတော့မှတားဖောက်မျိုးပွားပြီးတော့ဘာသာရေးရနှွမ်းမို့ဖို့ကြိုးစားတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီအမျိုးသမီးတွေကိုလက်ထက်ထိန်းချယူဖို့ဘာသာမတူတဲ့လူတွေကိုလက်ထက်ထိန်းချယူဖို့ဒီပလီတွေကနေပြီးတော့ထောက်ပံ့ကြေးတွေပေးပြီးလှုပ်ဆောင်နေတယ်စသဖြင့်အထောက်အထားခံခံမှုမှမရှိတဲ့အချက်လက်တွေပုံမှာအသုံးပြုပြီးတော့အစ္စလမ်ဘာသာဝင်တွေကိုအမုန်းစကားနဲ့တိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်အများကြီးရှိပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုကတော့ အမုံစကားနဲ့တိုက်ခိုက်တဲ့ပုံစံပေါ့နော်အမုံစကားပြန့်ပေါ်အောင်လုပ်တဲ့ပုံစံမှာတော်တော်နှင်းနှင်းတသားလေးနဲ့သတိထားရမယ့်ကိစ္စတစ်ခုကိုတင်ပြခြင်းလို့ပါအဲ့ဒါတော့ကျွန်တော်တို့ပြီးခဲ့တဲ့29ရက်နေ့ဆယ်လာပိုင်းပေါ့နော်ဒီနှစ်ထဲမှာပဲဒါလွန်ခဲ့တဲ့နှစ်ရက်ပေါ့အဲ့မှာတင်ခဲ့တဲ့ဟို NP သတင်းဌာနကျော်ညုံးမင်းရဲ့သူ့ရဲ့သတင်းသုံးသက်ချက်တွေအစိပ်ပိုင်းလေးတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ तू ကဒီသတင်းသုံးသက်ချက်မှာကျော်ညုံးမင်းကဘာတွေအဓိကပြောသွားလဲဆိုတော့ तू တခြားကဏ္ဍ၃လေးခုပြောပြီးမြေထိတ်ဆုံးမှပြောခဲ့တဲ့ကဏ္ဍကတော့ကျွန်တော်လူဦးရေနဲ့တကောင်စင်းဆိုင်ရာကိစ္စပါ ကျွန်တော်တို့ဒီမင်းအောင်လည်စေအုပ်စုက2024မှာကောက်ထားတဲ့တကောင်သင်းဆိုင်အချက်လက်တွေကိုကျွန်တော်တို့29ရက်နေ့မှာထုတ်ပြန်ခဲ့တယ်လို့သိရတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ကျော်နေမင်းရဲ့သူ့ဗီဒီယိုမှာသုံးသက်တယ်။အဲသူ့သုံးသက်ချက်တွေကိုအနှစ်ချုပ်ရမယ်ဆိုရင်ကျွန်တော်ဘာတွေတွေ့ရလဲဆိုတဲ့အခါကျတော့ဒီတကောင်စင်းရင်းပေါ့နော်ဒီတကောင်စင်းရင်းဒီအင်တန်အရေးကြီးတယ်ဆိုတဲ့အကြောင်းသူနင်းနှင်းဆိုတယ်။ဒါမဲ့လက်ရှိထွက်လာရင်2024တကောင်စင်းရင်းကတော့အချက်လက်မပြည့်စုံဘူးဆိုပြီးတော့ အဲသူထောက်ကြတဲ့အချက်တွေရှိပါတယ်အဲ့ဒီထဲမှာဆိုရင်ဒီထိုင်းနိုင်ငံကိုရွှေပြောင်းရောက်ရှိနေတဲ့ဒီမှာရွှေပြောင်းပြည်သူတွေနဲ့ပတ်သက်တဲ့အချက်လက်တွေပတ်မှာအားနည်းချက်တွေရှိရဆိုတော့ကျော်နေမင်းရဲ့သုံးသက်ချက်ကိုလည်းကျွန်တော်ကြားရတယ်အဲ့မှာမှာအမျိုးသားနဲ့အမျိုးသမီးလူဦးရေရာခိုင်နှုန်းကွာခြားနေတာအဲနောက်တစ်ခါလူဝင်မှုကြီးကြပ်ရေးတည်ထနာရေးဒီဒါတိုင်းပြည်အတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတော့ရှုထောင့်နေတဲ့သူသုံးသက်သွားတာကိုတွေ့ရပါတယ်အခုကျွန်တော်ဒီဗီဒီယိုမှာတော့ဒီကျော်နေမင်းပြောဆိုတဲ့အချက်ကလေးတွေကိုကျွန်တော်ပြန်ပြီးတော့ အဲအဓိကအချက်ပေါ့နော်ဒီအချက်တွေကိုကျွန်တော်သုံးသပ်သွားမှာဖြစ်တယ်ဖြစ်တဲ့အခါကျတော့သူ့ဗီဒီယို original video တော့7မိနစ်လောက်ရှိတယ်။အဲ့ဒီထဲမှာကျွန်တော်ပြောချင်တဲ့ point လေးတွေကိုထုတ်ထားတော့4မိနစ်ခွဲ5မိနစ်လောက်လို့ရှိတယ်ပေါ့သူ့ဘက်ကပြောဆိုမှုပါလေ။အဲဒါပေမဲ့ဒီနေရာမှာကျွန်တော်ဒီလိုချင်တာကိုပဲကောင်းထုတ်ထားတာမဟုတ်ဘူး။ခင်ဗျားတို့ဒီကျွန်တော်ပြောဆိုရမယ့်အမုန်းစကားနဲ့ပတ်သက်တဲ့ဓာတ်ရဲ့အချက်လက်ကိုပဲ ကျွန်တော်ယူထားခြင်းဖြစ်ပါတယ်အဲဗီဒီယို7မိနစ်စာသလုံးကိုလည်းတွားကြည့်ပြီးတော့ကျွန်တော်ဆိုလိုတဲ့အချက်တွေနဲ့သူရှေ့မှာပြောရှေ့တကားနောက်စကားမှန်မှန်မှန်ဆိုတဲ့ကိစ္စတွေကိုလည်းတိုက်ကြည့်လို့ရပါတယ်ဗျအဲ့တော့ကျွန်တော်အခုကျော်ညွန်မင်းရဲ့ပြောဆိုတဲ့ဗီဒီယိုဖိုင်လေးကိုနားထောင်ကြည့်ရင်းနဲ့ကျွန်တော် သုံးသက်ချက်လေးလုပ်လိုက်ကြရအောင်ညီမလေးလူကြီးက50တန်းကျော်ရှိတယ်လို့ပြောလိုက်ရတယ်50တန်းမှ4တန်းလို့ပြောရပုံမှန်တယ်ဘောနော်သူကဘလို့ထွက်တာလဲဆိုတော့50တန်းမှ4တန်းမှာနိုင်ငံသားကိုထွက်ခွာပြီးတဲ့ဟိုစင်းကောက်ယူလို့မရတဲ့ကင်းကနာ1တန်းမှ9တန်းနှစ်တန်းဒီပါအပါဝင်ပေါ့နော်စုစုပေါင်းလူကြီးက51တန်းမှ4တန်း ရှိတယ်လို့ခံမှန်းပါတယ်ပြီးတော့အဲ့လူဦးရေမှာမျိုးသားဦးရေကမျိုးသားရဲ့ယာဂိုင်းလုံးက48ယာဂိုင်းလုံးပဲရှိပါတယ်အမျိုးသမီးက53ယာဂိုင်းလုံးရှိပါတယ်အဲ့တော့အမျိုးသားထက်အမျိုးသမီးက6ယာဂိုင်းလုံးပိုများနေပါတယ်6ယာဂိုင်းလုံးဆိုတော့ယာဂိုင်းတော့6ယာဂိုင်းလုံးများနေဆိုတော့တပုံမျိုးဆိုတော့တွက်ကြည့်ပါဗျာ53.4တန်း4တန်းကိုခုန6ယာဂိုင်းလုံးဆိုဘလောက်လဲအဲ့တော့ဘလောက်များနေလဲကျွန်တော်တို့မျိုးသားကအမျိုးသမီးနဲ့မျိုးသားလေးကွာချက်ကဘလောက်များနေလဲကျွန်တော်ခဏပြောလေလူနှစ်တန်းချုံအမျိုးသမီးနှစ်တန်းချုံပိုနေတယ်အမျိုးသမီးနှစ်တန်းချုံနှစ်တန်းချုံပိုနေတယ်ဆိုပြီးတော့ကျွန်တော်မြင်ပြောတယ်အဲ့အဲ့အဲ့ကိန်းကနေပေါ့နော်အခုဒီမျိုးမျိုးသားဦးဦးရေ48ယာဂိုင်းလုံးပဲရှိတယ်53.4ယာဂိုင်းလုံးရဲ့48ယာဂိုင်းလုံးကအမျိုးသား ပြီးတော့93ခိုင်တော့အမျိုးသမီးတွေဖြစ်နေတယ်လို့အကြမ်းပြင်းသိရတယ်ပေါ့နော်အဲ့တော့ဒီဘိုင်းမှာတော့ကျော်ညောင်းမင်းကသူအမျိုးသားနဲ့အမျိုးသမီးလူကြီးရဲ့ကွာခြားမှုအကြောင်းဆော်ပြီးပြောပါတယ်ကြပြောတဲ့အခါမှာဒါဗမာတတိယောင်းမှာလူကြီးရဲ့51.4%ရှိတယ်လို့သူပြောတယ်ပြောပြီးတော့အဲ့ဒီမှာအမျိုးသမီးဥယေတီအမျိုးသားဥယေထက် 6ရာခိုင်နှုန်းပုံများနေပြီလူဦးရေ2တန်းကျော်กว่าဟာချက်ရှိတယ်ဆိုတဲ့အကြောင်းလေးကိုဒီ10မိနစ်အတွင်းပိုင်းလေးမှာသူပြောသွားပါတယ်အဲအခုမှကျွန်တော်ဒီအပိုင်းမှာတော့ကျွန်တော်တုံ့ပြန်ကြမရှိသေးဘူးဒါပေမဲ့အရေးကြီးတာပါလေဆိုဒီသူ့ရဲ့ဒီအမျိုးသမီးအမျိုးသားဦးရေกว่าချမှုဆိုတဲ့အမြင်နဲ့သူဆက်ဆက်ပြောမယ့်အကြောင်းအရာတွေဒီဒီအမုံစကားနဲ့တိုက်ခိုက်ဖို့အတွက်အမုံတရားကိုထန့်ချီဖို့အတွက်အရေးကြီးတဲ့အခြေခံအချက်လက်ကလေးဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သူဆက်ပြောမယ့်အကြောင်းအရာကိုနားထောင်ပါမယ် တို့နိုင်ငံရဲ့လူကြီးတိုးတော့တဖြည်းဖြည်းနှိကွေးနေတယ်နှိကွေးနေတယ်2000ပြည့်နှစ်မတိုင်မီကာလမှာလူကြီးတိတိတသာတိုးတက်ခဲ့တယ်အဲ2014ရဲ့ဆက်ပြီးတော့လူကြီးတိနေတယ်ဂျာမန်ကလူကြီးတိုးတော့တိနေပြီးတော့နှိကွေးနေလို့တွေ့ရတယ်ပြည်နယ်မှာနိုင်ငံမှာကလေးမွေးတဲ့နှောင်းမွေးတဲ့နှောင်းကမိဘနှုတ်ကိုပြန်လဲဆောင်နေတဲ့ replacement level တိတိတမတဦးအောက်ရောက်ရောင်းနေတယ်တဲ့ပြောရတော့စုစုပေါင်းကလေးမွေးတဲ့နှောင်းကမြို့ပြမှာတိတိတမ6 6ဦးပေါ့နော်အဲ့တော့ကြေးလက်မှာနှုတ်ဦးနှောင်းကြေးလက်မှာကြေးလက်မှာမိသားစုကလေးနှုတ်ဦးနှောင်းပြန်ပြမွေးတယ် ါပေမဲ့မြို့ပြမှာ1.6အုံလုံးပဲမွေးတယ်ပေါ့ဗျာဆိုပြရအောင်မြို့ပြနဲ့ကြီးလေးနဲ့ကွာချေကိုဒါလည်းထောက်ပြတယ်ရခိုင်မှာဆိုရင်တော့မွေးတာများတယ်မွေးပါလုံးမြင်တယ်1.6ရှိတယ်ကြည့်ရရခိုင်မှာမွေးပါလုံးမြင်တာတော့ရခိုင်တိုင်းသားတွေကြောင်းတော့ဖြစ်တယ်ဘင်္ဂလီကြောင်းလည်းမသိဘူးကြည့်ရတာပေါ့နော်အဲ့တော့ဒီဘိုင်းမှာဆိုရင်လေ तू ကဒီထက်ပြီးတော့လူဦးရေသကောင်စင်းအကြောင်းအရာကို तू ရှင်းပြပါတယ်ရှင်းပြတဲ့အခါမှာဒါလူဦးရေတိုးတက်မှုနှုံပေါ့နော်လူဦးရေတိုးပွားမှုနှုံနှိမ့်ကွေးနေတယ်ဆိုရင်အကြောင်းကို तू highlight လုပ်တယ်လုပ်တဲ့အခါမှာဒီကလေးမွေးပွားနှုံနှုံရော့ကြလာတဲ့အကြောင်းပေါ့နော်ကြာဆင်းလာတယ်ဆိုရင်အကြောင်းပြောပါတယ်ပြောပြီးတော့ तू ကဒီမှာချွင်းချက်အနေနဲ့ဘာလို့စပြောလာပြီလဲဆိုတော့ရခိုင်ဒီမှာဆိုရင်တော့ အဲဒီလိုမွေးဖောက်မှုတော့တက်နေတယ်ဗောနော်မွေးဖောက်မှုတော့တက်နေတယ်အဲ့ဒါတော့ဘင်္ဂါလီတွေကြောင်းဆိုပြီးတော့ဗောတိုင်းသားရခိုင်တိုင်းသားတွေကြောင်းတော့မဟုတ်ဘူးဘင်္ဂါလီတွေကြောင်းဖြစ်မယ်ဆိုတဲ့သဘောမျိုးသူတင်ဆက်သွားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ခရယောင်ရှေ့မှာသူဒါအနေဥသားအနေသမီးလူကြီးရဲ့ကွာဟာချက်ကိုပြောခဲ့တယ်အခုဒုတိယတစ်ခါကျတော့ဒီရခိုင်မှာဒါသူတို့ခေါ်ဗောနော်ဒီဘင်္ဂါလီဗောဒါကျွန်တော်သိတာတော့ရိုဟင်ဂျာလူမျိုးစုတွေပါရိုဟင်ဂျာလူမျိုးစုတွေအပေါ်မှာသူအပြစ်ပုံချပြီးတော့ဒီလိုလူကြီးရဲ့မွေးဖောက်မှုတော့များနေတာရိုဟင်ဂျာတွေကြောင်းလို့သူဆွဆွဲမှုကိုစတင်ပါတယ် ဲ့တော့ဒီဆွဆွဲချက်ဒီဘယ်လောက်အခြေအနေရှိလဲမရှိလဲဆိုတော့ကျွန်တော်တိုင်းတာဖို့လိုတယ်အဲ့တော့2024တကောင်စင်းကောက်တဲ့အချိန်မှာဗမာတီတွင်းမှာရှိနေတဲ့အဲဒါအရင်ရင်ရှိခဲ့တဲ့ဗမာတီတွင်းမှာရှိခဲ့တဲ့ရိုဟင်ဂျာလူဦးရေတသန်းကျော်ဒီအိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေပါပြီဒါတွေပုံမှန်တို့အချက်လက်ဘယ်လိုကောက်ခဲ့လဲဆိုတဲ့အပိုင်းမှာကျွန်တော်မေးခွန်းထုတ်ပြရတယ်အများကြီးရှိပါတယ်နောက်ပြီးတော့တကယ်တမ်းဒီစင်းရင်းမွေးတင်မှုเนาะဒီ IDB ကတ်နေမှာအများစုနေနေရတဲ့အချိန်မှာ ဒီကျမ်းမာရေးဆောင်ရှောက်မှုနဲ့တင်ညာရေးတင်ကြားနိုင်မှုစီးရင်မွေးတည်မှုဒါတွေနဲ့ဆက်သက်ပြီးတကယ်လူဦးရေကဒီရိုဟင်ဂျာလူမျိုးတွေဒီမှာတကယ်ပဲအဆမတန်တိုးပွားနေတာဟုတ်ရဲ့လားဆိုတဲ့ကိစ္စကိုကျွန်တော်မေးခွန်းထုတ်ဖို့လိုပါတယ်။သူကတော့ဘာအထောက်အထားမှမပေါဘူး။ရခိုင်မှာလူဦးရေတိုးနေတာဘင်္ဂါလီတွေကြောင့်ဆိုပြီးတော့တဲ့တဲ့ကြီးဆွဆွဲပြီးတော့သူရဲ့ဒီရိုဟင်ဂျာတွေအပေါ်မှာအမုံတရားနဲ့ဝါရားထက်လာတာရိုဟင်ဂျာတွေအစ္စလမ်ဘာသာဝင်တွေပေါ်မှာအမုံတရားနဲ့ဝါရားထက်မှုကိုစတင်တာကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့နောက်တစ်ပိုင်းလေးလေးကျွန်တော်ဆက်နားထောက်ကြည့်အောင်။လူဦးရေတိုးလို့ကြာနေသလား။ကြာနေငါတို့ဘာလို့ကြာမလဲ။ ဆိုကဘာကြီးမှလည်းလူကြီးတို့လို့ကြာနေတယ်ကြာနေကြတယ်အပြူကြီးတွေများတယ်လူမျိုးကြီးများတယ်အိမ်တော်မပြုတ်ကြဘူးမပြုတ်ဘဲနဲ့သူကကလေးမဝေးကြဘူးအိမ်တော်ပြုတ်လေကလေးမဝေးကြဘူးအဲ့လိုနဲ့ဒီကဘာကြီးမှလူကြီးကြာတယ်ဒါပေမဲ့အဲ့လိုလူကြီးကြာနေပြီတခြားတစ်ဖက်မှာတော့လူကြီးတို့လို့နေတယ်တိုးနေတယ်လူနဲ့တက်တဆုကရှိတယ်အဲ့တော့ကျွန်တော်တို့ကြောက်ရရကောင်းပါလေအဲ့ဒီကြောက်ရရကောင်းပါလေအဲ့တော့တချို့ကြီးပြောရစကားတခုရှိတယ်ကျွန်တော်တို့ဟောပါလေကဘာကြီးကငါတို့ဆက်လက်နေတယ်မသိဘူးလေကဘာကြီးကဆက်လက်နေတယ်ငါတို့မသိဘူးလေနော်ကဘာကြီးဆက်လက်နေတယ်မသိဘူးလေလူကြီးတို့လို့နေမသိမယ်လေနိုင်ငံတွေကိုငါတို့ဘာနဲ့သိမယ်လေလူကြီးတို့လို့နေမသိမယ်လေအဲ့နိုင်ငံဥပဒေလေးသားလိုက်နေလိုက်နာမယ်ရှင်းရှင်းလေးဗျာနိုင်ငံအဲ့နိုင်ငံလူကြီးလေးသားလိုက်နာတယ်အဲ့လူကြီးတို့လို့နေ ငါတို့ကနိုင်ငံကိုနှစ်ပလန်အများကြီးဆိုရင်နှစ်30 40 50နှစ်တရာအဲ့လိုလို့ဆက်တည်ပြီးပလန်ဆွဲပြီးတော့အဲ့နိုင်ငံကတော့နောက်ဆုံးမှအဲ့နိုင်ငံကတော့လက်ငါတို့ချစ်ဖြစ်သွားမှာပဲငါတို့လူကြီးတွေဖြစ်လိုက်ဘယ်လိုလုပ်လဲဆိုတော့ဟာမျိုးတွေနဲ့တချို့တွေဆွေးနွေးတာတွေကိစ္စအများကြီးရှိလာတယ်အဲ့ဒါအလကားမဟုတ်ဘူးညာအဲ့ဒါကောင်ကျွန်တော်နိုင်ငံတော်ကြောက်ဆရာကောင်းတယ်လူကြီး50တိတက်မှလေးတန်းရှိတယ်လို့တကောင်ဆင်းကပြောထားတဲ့နိုင်ငံမှာကျွန်တော်တတိကြီးထားမယ်ဥပဒေတွေမျက်စံပြင်ရမယ်ပြီးတော့ကျွန်တော်နိုင်ငံသားတွေအတွက်ဟိုဝိတော့ဘုဖြစ်နေတဲ့ဥပဒေဆိုရင်ပြင်ရမယ်ရှေ့လျှောက်ရမယ်နော်ဆိုကြပါစို့ကျွန်တော်တို့လူလေးကြွရင်တော့ကျွန်တော်အမျိုးသားဖြစ်နေတော့အမျိုးသားဖြစ်နေတော့ပြောရတော့အားနာတယ်ဒါပေမဲ့ဟိုအားနာတယ်ပဲပြောမှာပေါ့နော်အားနာတယ်ပြောမှာဟိုဆိုကြပါစို့အမျိုးသားတယောက်ကကျွန်တော်အမျိုးသားတယောက်ကတော့အမျိုးသမီးတယောက်ယူလို့ဆိုပြီးဘာမှမိမကွာယူနေတော့ယူမရဘူး ယူမှရမယ်ဟောဒါပေမဲ့အခြားသောတချို့လူတွေကျတော့တယောက်တစ်ယောက်၄ယောက်ယူလို့ရကျွေးနိုင်လို့၄ယောက်ယူလို့ရ၄ယောက်ထိယူလို့ရကျွေးနိုင်လို့ဆိုတော့1 ratio 4ကျွန်တော်တို့တော့ဒီတယောက်ကမှ၄ယောက်ကျွန်တော်တို့ကတယောက်ပါရမွေးချမွေးဖာနော်ပြီးတော့ဒီမှာတယောက်ကတယောက်လောက်မွေးပြီးသားနောက်လောက်မွေးပြီးစိတ်ညစ်နေကြမှာကျွေးနိုင်ဝင်နိုင်ခက်တယ်ဆိုတော့အချိုးစားကိုကလေးအဲ့ဒီမှာပြတ်တော့တယ်ဆိုတော့ဒီနိုင်ငံကနောက်တော့တလင်တမယားဥပဒေဒီဥပဒေကဘယ်သူပြန်ပတ်ချထားလဲဆိုတော့ဟိုဘက်ကဘင်္ဂလီတွေမချီထားဘူးဘင်္ဂလီတွေမှာအဲ့ဥပဒေကဲလို့နေတယ်နောက်အခြားဘာသာတစ်ခုမှာအဲ့ဥပဒေကတော်တော်ကဲလို့နေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကမြန်မာ origin တွေမှာတော့အဲ့အခုကပတ်နေတယ်ပတ်လိုက်ရိုက်တယ်အဲ့ဒါကျွန်တော် peace program လို့လည်းဆိုနေတာမှာပါတယ်

သေးသေးမဟုတ်ပါပေါ့သေးသေးမဟုတ်ပါဘူးဒီချာချက်ချာနာစဉ်းစားရမယ်မဟာဗျူဟာစဉ်းစားရမယ်ထဲမှာပါတယ်လို့ပြောချင်တယ်အဲ့တော့အခုဒီကြုံညုံမင်းနောက်ဆုံးပြောသွားတဲ့အပိုင်းဆိုရင်ကျွန်တော်တို့ဘာလို့သူအဓိကပြောလဲဆိုတော့လူကြီးရေတော်နှုံရော့ကြတယ်ပေါ့နော်လူကြီးရေတော်နှုံရော့ကြတာကပိုင်းကြီးမှလည်းရော့ကြနေတယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်ပြောပြီးတော့ဒါဗမာဒီနဲ့ဆက်ဆက်ကြတယ်ဗမာဒီမှာဆိုရင်လည်းအဲဒါအတူကြီးလူလူတွေကြီးတွေများလာတယ်ပေါ့နော်ဒါမျိုးတွေပြောပြီးတော့ဒါခလေးယူဖို့အတွက်ခက်ခဲရှိတဲ့ပုံစံမျိုးတွေသူဆွေးနွေးပါတယ် ဆွေးနွေးပြီးတော့ဆွေးနွေးနေရင်းနဲ့မှာတန်လန်းကြီးကိုသူကဘာလို့လုပ်လဲဆိုတော့သူရဲ့ဘာသာရေးအငုံစိတ်ပေါ့ဗျာဘာသာရေးအငုံစိတ်အစ္စလာမ်မုန်တီးရေးစိတ်စသည်ဖြင့်ပေါ့နော်သူတို့ဒါမဘာသာအစွန်ရောက်အချမ်းဖက်သမားတွေမှာရှိတတ်တဲ့စိတ်နဲ့ delete အတိုင်းပေါ့နော်အစ္စလာမ်ဘာသာဝင်တွေကိုသူကစောင်းညောင်းပြောတဲ့သဘောကိုသူလုပ်လာပါတယ်တစ်ဖက်မှာဆိုရင်တော့လူကြီးတိုးနေတဲ့လူလန်းသားတစုကရှိတယ်ဆိုပြီးပြောလာပါတယ်ပြောလာပြီးတော့ဒီကဘာကြီးကိုဒါလူကြီးတိုးထုံးနေဘယ်လိုသိမ်းလို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲဒါကိုသူပြောတယ်ပြောတဲ့အခါမှာကျွန်တော် view ဆက်မဲ့ကိစ္စတစ်ခုပါလာပါ အဲ့ဒါပါလဲဆိုတော့ဒီလူတွေဒီဒါသူ့နိုင်ငံအစိုးရရဲ့ဥပဒေတွေကိုလိုက်နာနေတဲ့အောင်နောက်နှစ်တရာကြာရင်နှစ်နေရာကြာရင်ဒီနေရာကိုလူဦးရေနဲ့တင်ဝမ်းမယ်ဆိုရတာကျွန်တော် conspiracy theory လို့ပြောပြောလို့ရပါတယ်အချက်လက်ဘာမှခိုင်ခိုင်မာမာမရှိဘဲနဲ့မှန်းဆရန်တန်းညာတိရှုတုတ်တဲ့ theory ပါအဲအဲ့လိုနဲ့သူပြောပါတယ်သူပြောတော့ကျွန်တော်ပြောတယ်သူဆွေးဟိုမေးရမှာပေါ့နော်သူပြောတယ်ဒီကဘာကြီးကိုလူဦးရေတိုးနှင်းနဲ့တင်တင်လို့ရတယ်ပါနေတော့ဟုတ်ပြီဘသူပြောတာလဲဘယ်ဖွဲ့စည်းကပြောတာလဲဘသူတွေကလှုပ်ဆောင်နေရလဲ သူကဒီအချက်တွေလုံးဝမပါဘူး။ဒါကြောင့်သူ့ရဲ့အမုန်းစကားဝါဒဖြန့်ချီမှုဒီ internet partner တွေလို့ကျွန်တော်ပြောတာပါ။သူဒီ islam ဘာသာဆိုရင်ကိစ္စအောင်တော့တိုက်ရိုက်ထည့်မပြောဘူး။အဲ့တော့သူ့ရဲ့ငွေကိုရှိခဲ့တဲ့နိုင်ငံရဲ့အခြေခံယက်တီမှုနိုင်ငံရဲ့တမိုင်းကြောင်ဗမာတီးရဲ့နိုင်ငံရဲ့တမိုင်းကြောင်ဒီဟင့်နေပေါ့နော်ဒီပစ်ဇာရီကိုဆက်လိုက်တဲ့ဆိုတဲ့အခါမှာသူဒီဒါအစ္စလာမ်မုန်းဒီရဲ့အနေကိုခပ်ပါပါလေးနဲ့သူ့ရဲ့မီဒီယာနဲ့လူတွေဒီကိုထန့်ချီနေတယ်ဆိုတော့ကျွန်တော်သုံးသပ်လို့ရပါတယ်အဲ့တော့အမှပြောနေရင်လည်းဘာရောက်လာလဲဆိုတော့ဒီဝင်းဒိုးဝင်ပိုးပေါ့ဝင်းဒိုးဗမာတီးမှာလူကြီးတွေတိုးတက်ဖို့ဆိုရင်ဒါညီမလူမျိုးတွေအတွက် တို့တနေ့တော့သူဆိုလိုချင်တာကတော့ဒါဒီမျိုးစောင်းဥတွေ၄ခုလို့ပြောတဲ့ဥတွေတွေကတလင်တမယဥတွေပေါ့နော်ဒါဝင်တော့ဝင်ဖို့ထင်နေဥတွေတွေကိုတောင်းမေးရမယ်ဆိုတဲ့သဘောနဲ့ပြောလာပါတယ်ပြောနေမှာတကထပ်ပြီးတော့သူဒီအစ္စလမ်ဘာသာကိုတိုက်ခိုက်တဲ့အနေနဲ့ထပ်ပြောတယ်သူတို့က၄ရောက်တော့ယူလို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်၄ရောက်တော့ယူလို့ရတယ်ဆိုတဲ့သဘောမျိုးပြောပြောတော့ဒါအမျိုးသမီးပေါ့နော်ဒါအိမ်တော်ဘက်အများဒူတယောက်ကအိမ်တော်ဘက်အများတည်းပြုတ်ခြင်းဒါကျွန်တော်ပိုလီဂမီလို့ပြောလို့ရပါတယ်ဒီလိုအိမ်တော်ဘက်အများတည်းပြုတ်ခြင်း delete ပြီး ါအများစုကလက်မခံကြဘူးပေါ့နော်ဒါလက်လက်ရှိကဘာမှာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာအမြင်နဲ့ပဲဖြစ်ဖြစ်အာငါတို့ကတလင်တမင်အဆက်နဲ့ပဲကြိုက်ကြပါနဲ့အစတိချင်းပြောကြတာရှိပါတယ်အဲ့တော့အစ္စလမ်ဘာသာ၄ရောက်ယူခွင့်ပြုထားတဲ့အတွက်လူကြီးတွေတုံ့နှုံများလာပြီးတော့ကဘာကြီးကိုတိမ့်ပိုက်မယ်ဆိုရင်တို့ရဲ့မထော်မှန်တဲ့အသိဉာဏ်ပေးစေလောက်မှမရှိတဲ့ conspiracy theory တွေနဲ့ဒါအမုန်းတရားထက်ချီနေတာပဲဖြစ်ပါတယ်အဲအဲ့မှာမှတော့ ဒီပိုလီဂမီနဲ့ဒီမွတ်စလင်နဲ့ဒါလေးယောက်ယူလို့ရတယ်ဆိုတော့အချက်ကိုသူက highlight လုပ်ပြီးနောက်ဆက်ပြောတော့ဘာဖြစ်လဲဆိုတော့တလင်တမယဥပဒေကိုထက်ပြီးတော့ဗောနော်ဒါညမာတွေထိခိုက်နေတယ်ဗောဒါဒီညိုးသောဥပဒေစပြက်စပြီးပြဋ္ဌာန်းတဲ့အချိန်တွေမှာလည်းကျွန်တော်ပြောဆိုသုံးသပ်မှုတွေရှိတယ်ရဲ့ယုံထောင်ကြောင်ပြီးဖြစ်နေပြီဆိုဘာလို့ဆိုတော့အစ္စလာမ်ဘာသာဝင်တွေက anyway ကျွန်တော်ပြီးရင်နောက်ပိုင်းမှာဘာကြောင့်လေးယောက်ယူတယ်မယူတယ်ဆိုတဲ့ကိစ္စလေးကိုဆွေးနွေးမယ်အဲဒါမဲ့အခုဒီမှာပြောချင်တာကဘာလဲဆိုတော့သူတို့တရားဝင်ယူလို့ရတာပါအဲ့တော့ ဟိုဘာသာရေးဆိုင်ရာဥပဒေအရဒါဒီမှာနိုင်ငံမှာလေ customary law လို့ပြောတဲ့ကျွန်တော် delay ထုံးစံဥပဒေကြီးချိန်သုံးတဲ့အခါမှာ is number သာဝင်နေချိန်သုံးရတယ် delay ထုံးစံဥပဒေကြီးရဆိုသူကငွေရရဲ့ယူခွင့်ရှိတယ်ပေါ့နော်ယူခွင့်ရှိတာပါနော်အဲယူခွင့်ရှိတယ်ရှိတော့အဲ့ဒါကိုသူမနှိမ့်ညွတ်တဲ့ပုံစံအဲမကြိုက်တဲ့ပုံစံမျိုးပြောသွားပြီးတော့နောက်ကျတော့သူတလင်တမယဥပဒေကိုထက်သိမ်းပြီးတော့တဲ့ရှေ့မှာသူပြောသွားတယ်လေအမျိုးသမီးနှစ်တန်းကျော်ပုံနေတယ်အမျိုးသမီးရဲ့6ရာခိုင်နှုန်းများနေတယ်ဆိုတော့ကျွန်တော်နောက်မှဆွေးနွေးမယ်ဆိုတော့ဒါလေးနဲ့ချိတ်ဆက်ပြီးပြောချင်တာပါသူကဒါကိုယူဆောင်လာပြီးပါပြောလဲဆိုတော့ ဒီဥပဒေတွေကိုပြင်သင့်နေပို့ဆိုလိုချင်တာငါတို့လည်းမိန်းမ2ယောက်3ယောက်ယူလို့ရအောင်ဥပဒေအရပြဋ္ဌာန်းပေးသင့်နေဆိုရင်လမ်းကြောင်းကိုဆွဲခေါ်ပါပါတယ်ဆွဲခေါ်ပြီးအပိတ်မှာဆိုရင်တော့ဒါအမေရိကန်တွေကရွှေကြောင်းဝင်ရောက်လာတဲ့လူတွေအကြောင်းပေါ့နော်ဒီ Native American တွေဟိုကျွန်တော်တို့ဒါမျိုးသုံးဟိုမျိုးဆက်တွေလူလူကြီးမျိုးတုံးပျောက်ကွယ်ရတယ်ဆိုတဲ့အကြောင်းကိုပြောပြီးတော့ဒီလို immigration တက်တနာတွေအရေးကြီးရေလို့သူသုံးသက်ဆွေးနွေးသွားတာတွေ့ပါတယ်အဲ့တော့သူပြောတဲ့စကားမှာဘယ်ကျွန်တော်တို့ဒါအကုန်လုံးပြန်ခြုံကြည့်မယ်ဆိုရင် American မှာကျွန်တော်တို့ Native American တွေအပေါ်မှာပေါ့နော် Native American လူမျိုးစုတွေအပေါ်မှာ ဒီလိုတက်ထက်တုတ်တင်ပြီးတော့ကျွန်တော်တို့ဒီအမေရိကတိုက်ကြီးကိုတင်ပိုက်လိုက်တဲ့လူတွေရဲ့အစ္စလမ်ဘာသာဝင်တွေလည်းမဟုတ်ပါဘူးသူတို့ဒီလူလူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါဗြိတိန်ငယ်เนาะစာသည်ဖြင့်မဥရောပတိုက်ကလူတွေပဲဖြစ်ပါတယ်အဲ့တော့သူတို့ဒီအစ္စလမ်ဘာသာဝင်တွေလည်းမဟုတ်ဘူးအဲ့တော့ तू ဒါလွန်ခဲ့တဲ့2 300လောက်ကထစ်ခဲ့တဲ့ကိစ္စနဲ့တစ်ဆင့်တစ်ဆင့်ဖြစ်လာအဲ့တော့ကဘာကြီးပေါ်မှာအဲ့လိုတင်ပိုက်တင်ယူလိုက်တဲ့နိုင်ငံတွေအဲ့အမျိုးတွေဘယ်လိုရှိလဲပေါ့ကျွန်တော်ဒါတွေသုံးသပ်ဖို့လိုတယ်တစ်ဖက်မှာကြာရင်လည်းသူတို့ဒါကိုဥပမာဥခါရောပေါ့တရားဒီအကြံဖက်သမား ဒီအနုမဘာဒနော်မဘာဒမျိုးချစ်အကြံဖက်သမားအုပ်စုတွေဖြစ်တဲ့ဥပမောက္ခရောဥဝိရာသူရောဒါအနေနဲ့သူတို့ပြောတယ်ဗောနော်မွတ်စလင်တွေကဒီလိုဒီလိုလုပ်ပြီးတော့ဟိုတိမ့်ပိုက်ဖို့လုံလိုက်တဲ့အတွက်အင်ဒိုနီးရှားနိုင်ငံကြီးကကြာဆုံးသွားတယ်ဗာနေဗုဒ္ဓဘာသာပျောက်ကွယ်သွားတယ်ဆိုတော့အဲ့တော့အဲ့မှာကျွန်တော်တို့ကသိဖို့လိုတာအခြေခံအကြောင်းရင်းတွေဗော ဘာကြောင့်ဒီလိုတောက်ွယ်သားလဲဘာကြောင့်လူတွေဒီအစ္စလမ်ဘာသာကိုယုံကြည်လက်ခံတာလဲဒါကျွန်တော်အစ္စလမ်ဘာသာကိုမဲဆွယ်ဟောပြောဖို့စူးစမ်းနေရမှာမဟုတ်ဘူးကျွန်တော်အဲဘာသာတရားမယုံကြည်ဘူးမယုံကြည်ဘူးဆိုတဲ့အခါမှာဖန်သင်းရှင်ရှိရဲဆိုတဲ့အယူဝါဒလည်းမယုံကြည်သလိုလူတွေဒီလွတ်မြောက်တရားနိဗ္ဗာန်ကိုရောက်ရှိနိုင်တဲ့ဒေါမုတ်တန်တရားဆက်ဝင်နေနေပြီးအဖန်တလေးလေးကျင့်လေရဘဝကြီးမှာရှိနေတယ်ဆိုတဲ့ concept တွေဒီယူဆတဲ့အားလုံးကမယူပါဘူးမယုံကြည်ပါဘူးကျွန်တော်ငရဲကိုလည်းမယုံကြည်ဘူး heaven ကိုလည်းမယုံကြည်ဘူးတန်တရားကိုလည်းမယုံကြည်ဘူးနိဗ္ဗာန်ကိုလည်းမယုံကြည်တဲ့သူတယောက်ပါ အဲ့တော့ကျွန်တော်အစ္စလန်တွေအတွက်မဲဆွေပေးသေးရအောင်ဟိုခက်ကြီးတွေတရားဟောနေတရားမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဓိကအားဖြင့်ဒီလိုအစ္စလန်ဘာသာဝင်တွေကိုတိုက်ခိုက်တဲ့အခါမှာဒီလိုကြိုးကြောင်းခိုင်လုံခြင်းမရှိဘဲနဲ့ယုတ်တိဗေဒကြာဆင်းခြင်းမရှိဘဲနဲ့ဖြစ်ပေါ်လာတဲ့တမိုင်းဆက်ကြောင်းတွေပေါ်မှာအခြေခံပြီးတော့ဒါအနည်းနဲ့တိုက်ခိုက်ခဲ့တာကိုကျွန်တော်ဒါ2 30 နှစ်40နီးပါးလောက်ကျွန်တော်တို့အနည်းတွေ့ရပါတယ်အရင်သတင်းသားဆိုလေသတင်းသားအလေးရောက်ဂျာနယ်ခေတ်ဆိုလေဂျာနယ်ခေတ်အလေးရောက်ကျွန်တော်အရင်တော့ဆိုရင်ဒီ2000ဝန်းကျင်ဒီသတင်းမီဒီယာဂျာနယ်တွေတိတ်ခစ်မစားရဲ့အချိန်မှာဆိုရင်ဒီလိုအမုံတရားတွေဝါရထန်းတွေဝင်သာနုဂျာနယ်တို့ဘာလို့ရှိခဲ့တာလဲကျွန်တော်အမှတ်ရဖို့လိုပါတယ်နောက်ပြီးတော့ဒီကြန့်ခိုင်ရေးပါတီယုံနေအဲ့တော့ပါတီမဟုတ်ဘူးတဲ့အသင်းယုံနေရနေစပြီးတော့အစ္စလာမ်မုန်တီးရဲ့ဒီအမျိုးတောင်မှာစိုးကြောက်စရာစာအုပ်တွေဘာတွေကိုအုပ်ရည်တွေတောင်းနေတိန်းနေချီပြီးရိုင်းနှိမ့်ထုတ်ဝေတာ နောက်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရောက်တဲ့အချိန်မှာလည်းအစောဆုံးကကျွန်တော်ပြောတဲ့အကြမ်းဖက်မဘာသားမျိုးချစ်အစွန်ရောက်အုပ်စုတွေကနော်ဒီလိုအမုံတရားပြန့်နှံ့တဲ့စာအုပ်စာရမ်းမောင်းများစွာတွေကိုထန့်ချီခဲ့တာတွေမှာဆိုကျွန်တော်ဒီစကားတွေကိုဖန်တီးရတင်အောင်ကြားနေကြတာပဲဖြစ်ပါတယ်အဲ့တော့အစ္စလမ်ဘာသာဝင်တွေကတခြားလူတွေထက်တကယ်ကိုမွေးဖွားနှုန်းနေပြီးတော့တကယ်ကြီးကိုတိမ့်ပဲ့ဖို့ကြိုးစားနေလားဆိုတော့လေကမ္ဘာမှာရှိတဲ့သုတေသနစင်တာရဲ့ research အချက်လက်တွေကိုကျွန်တော်ကိုးကားလို့ရပါ အဲ့တော့ကြည့်မယ်ဆိုရင်ဟုတ်တယ်ဒါအစ္စလာမ်ဘာသာဝင်နဲ့တချို့ဘာသာရေးယုံကြည်ချက်ကြောင့်ဖြစ်ဖြစ်ဒါပေမဲ့အစ္စလာမ်ဘာသာဝင်အများစုပေါ့နော်အများစုနေထိုင်ရတဲ့အခြေအနေကမ္ဘာနိုင်ငံအခြေအနေပေါ့ခင်ဗျားတို့ကဟိုပတ်သက်ချမ်းသာနေပြီးသားဆိုဒီတို့ဒူဘိုင်းတို့နော်ကာတာတို့ကိုပဲမကြည့်နေပါနဲ့ကျွန်တော်အာဖဂန်နစ္စတန်တို့လို့နောက်ပြီးတော့ဒီအာဖရိကန်နိုင်ငံတွေမှာအစ္စလာမ်ဘာသာအဓိကကိုးကွယ်တဲ့အာဖရိကန်နိုင်ငံတွေမှာဆင်းရဲမွေးတေမှုတင်ညာရေးနှိမ်ချမှုတွေတိုးတက်မှုနှုန်း ကြာဆင်းနေတဲ့အခြေအနေတွေကိုလေနော်ဒီတော်တက်ဖွင့်ပြမှုဖွင့်ပြတော်တက်မှုနှိမ့်ကွေးတဲ့အခြေအနေတွေခင်ဗျားကိုသုံးသပ်ဖို့လိုပါတယ်အဲ့တော့ဟုတ်တယ်ရာဂိုင်းနှုံးနဲ့အရာကြည့်မယ်ဆိုရင်တော့ Istanbul တော်ဝင်လူဦးရေဒီအဲ Istanbul တော်ဝင်နဲ့မွေးဖွားနှုံးနဲ့အဲဒီတောပွားပြက်နှက်နှုံးပေါ့နော်လူဦးရေမွေးဖွားနှုံးကတော့တခြားဥရောပတို့ပါတော့တဲ့ချင်း percentage တချို့မြင်မားနေတော့ကျွန်တော်တွေ့ရတယ်ဒါလေးကျွန်တော်ထည့်သွင်းပြောဆိုရမယ့်အချက်ပါပဲမမြင်နေတာမဟုတ်မြင်မားနေတာကိုတွေ့ရမယ်ဒါပေမဲ့ဒီလူဦးရေတိုးတာယော့တာ ဟိုဟာထစ်တယ်ဆိုတော့ဘာသာယုံကြည်ကိုးကွယ်မှုတစ်ခုလေးကြောင်းတော့မဟုတ်ပါဘူးအဲ့တော့ဘာတွေကြောင့်ထစ်ဖြစ်နိုင်လဲဆိုလူမှုလူမှုစီးပွားရေးဆိုင်ရာအချက်လက်တွေကျွန်တော်ပြောလို့ရတယ်ပညာရေးနော်ကျန်းမာရေးစောင့်ရှောက်မှုနော်နောက်တစ်ခါကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်မှုနော်ဒါတွေအကုန်လုံးနဲ့ဆက်ဆက်နေပါတယ်အဲ့တော့ပညာရေးတို့ကျန်းမာရေးတို့အခြေအနေကိုကျွန်တော်ဘာကြောင့်ပြောလဲဆိုတော့ပညာရေးစနစ်စနစ်တကျရှိပြီဒီပညာရေးသင်ကြားမှာပဲကျွန်တော်တို့ကဒါသားသက်ချာပညာပေးလုပ်ငန်းတွေနော်စင်းရင်းမွေးတည်မှုနဲ့ပတ်သက်တဲ့အနေအထားတွေတော့မှာသားသမီးတွေအများကြီးမွေးထားခြင်းဒီ စည်ရင်မွေးတင်မှုနဲ့ဘလို့ဆက်ဆက်နေလေဆိုတဲ့အခြေအနေတွေကျမရေဆောင်းရှောက်မှုပြောတဲ့အခါမှာလည်းဒီတရေသားတွေစနစ်တရားဆပြီးတော့ကျွန်တော်တို့ဒါမျိုးစုံမို့လို့တရေသားတွေဆိုတဲ့ညမှာစေးတောက်တာလားစေးထိုးတာလားတာချိုးထက်တာလားဒါတွေကိုစိတ်ချယုံကြည်စွာလုပ်လို့ရမယ့်အခြေအနေမျိုးတွေဒါတွေအားလုံးနဲ့ဆက်ဆက်နေပါတယ်အဲ့တော့ရခိုင်ဒီမှာဆိုရင်လည်းတို့ပြောပြောနေတယ်လူကြီးတုံးတုံးဒါမွတ်စလင်တွေကအရန်များတွေအရန်များတွေရိုဟင်ဂျာတွေရဲ့များတွေလို့ပြောတဲ့အခါမှာ ျွန်တော်တို့ဒီအခြေအနေနဲ့လေဆက်ဆက်ကြည့်ဖို့လိုပါတယ်အဲနောက်တစ်ခုကဒါဒီတစ်ချိန်တည်းမှာပဲကျွန်တော်ပြန်ပြီးသုံးသပ်ရမယ့်ကိစ္စတစ်ခုကဒါ2009နှစ်နောက်ပိုင်းပေါ့နော်2009နှစ်နောက်ပိုင်းမှာဒီ NASA ကပေါ့ NASA ကဆိုအခု main online NASA ကကိုကြော်တော့မပါဘူး ဒါအရင်တော့အသန်းရွှေလိုလက်ထပ်မှာဖွေတိုင်းနေသက်တွေသားကုကေးရေပေါ့နော်ဒီနာဆကကနေထုတ်ပြန်နေဒေသန္တရအမိန်နေညနေလိုက်ဒါညနေအုပ်ချုပ်ရေးအဖွဲ့ပေါ့နော်မာအဖာနဲ့တက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကထုတ်ပြန်နေဒေသန္တရအမိန်နေမှာဆိုရင်ဒီရိုဟင်ဂျာလူမျိုးတွေပုံမှာတိတ်တိတ်ကြက်ကြဥတီကြီးတွေချက်ထားပြီးတော့ဒါကလင်းမွေးဖောက်မှုနှုံကိုရှော့ချဖို့စူးစမ်းခဲ့တဲ့အရာတွေလေဥပဒေတွေအထင်ရှားရှိပါတယ်ဒါတွေဒီဂျီနိုဆိုက်မြောက်တဲ့ဥပဒေတွေလူနေလုံးတက်ချက်မှုကိုဥတီကြီးတွေဥပဒေတွေလို့လည်းကျွန်တော်တို့သုံးသပ်နိုင်ပါတယ်အဲ့တော့ဥယောပမှာ အခုနောက်ပိုင်းမှာတခါပြောကြတယ်ဥရောပမှာ explanation တိုးလာရေးဆိုတာတော့အဓိကတော့ migration နဲ့ဆက်စပ်တဲ့တက်တနာရေးတို့ကျွန်တော်တို့သုံးသပ်လို့ရတယ် migration ဆိုတဲ့နေရာမှာလေသူ့နိုင်ငံရတာသူ့ရဲ့အချိုးကျเนาะဒါကဘာကြီးကိုသူတို့တာဝန်ယူဖို့အတွက်ရှိနေတဲ့အခြေအနေတွေအရဒီလိုလက်ခံတာဒါငြိမ်းချမ်းထိမ့်သိမ့်မှုကြိုးစားတာဒုက္ခရောက်နေတဲ့ဒုက္ခတွေကိုလက်ခံခြင်းဖြစ်တယ်ပေါ့เนาะလက်ခံခြင်းဖြစ်တယ်ဆိုတဲ့ခါမှာလေကျွန်တော်တို့ကဟိုဟိုသူတို့ထင်နေတယ်လို့ပေါ့ဗျာသူတို့ထင်နေတယ်လို့အုတ်လိုက်ကြီးတိုးပြီးပြေးပြီးအဲ့လိုကြီးသွားပြီးတော့မွတ်စလင်တွေကဝင်ရောက်နေတယ်ဆိုတဲ့အခြေအနေမျိုးလေမဟုတ်ပါဘူးသူတို့ဒုက္ခတွေ အဖြစ်ရောက်နေဆိုတဲ့ဒုက္ခသည်စကန်နေရတဲ့တစ်ဆင့်မှတို့တို့နိုင်ငံရဲ့စနစ်ထေးကိုပူပေါင်းပြီးတော့ပါဝင်စေခြင်းအခြေအနေနဲ့ရှိပါတယ်။အဲ့တော့ဒီနေရာမှာလေးကျွန်တော်တို့ဒီပြန်ညနှုံအခုဆိုရင်ဒီနောက်ဆုံးသုတေသနရလက်တဲ့အရာဆိုကျွန်တော်တို့ဘာလို့ပြောလို့ရလဲဆိုတော့အစ္စလမ်ဘာသာဝင်တွေကဒီလူရဲ့မွေးဖောက်မှုတော့အစ္စလမ်နိုင်ငံမှာလည်းကြာဆင်းလာသလိုဥရောပနိုင်ငံတွေမှာလည်းကြာဆင်းလာတယ်။အဲ့တော့ဥရောပကတော့ငကိုရီကလူရဲ့မွေးဖောက်မှုတော့ရော့တဲ့ဟာကြတော့အစ္စလမ်တွေကြာဆင်းမှုကတိတ်မသိတာဘူး။ပုံနေတယ်လို့ပဲသူတို့သုံးသပ်ကြတယ်။အဲ့လို ဟိုပြောကြမယ်ဆိုရင်ကျွန်တော်ကပောက်မှာဒါ Lebanon တို့เนาะတချို့နိုင်ငံတွေမှာဆိုရင်လေဒီကလိမွေးဖောက်မှုတော့အင်မတန်ယော်နေတဲ့နိုင်ငံတွေအစ္စလမ်နိုင်ငံတွေလေအများအပြားရှိပါတယ်ဒါတွေကိုကျွန်တော်တို့သစနစ်တကျတည်ကြတာသုံးသပ်ဖို့လိုပါတယ်အဲ့လိုကြာကြာမီးရဲ့လို့ပြီးငါစကားနွားရဒီလိုအချက်လက်မဲ့ရှောက်ပြောခြင်းတာတော့ရှောက်ပြောခြင်းကတော့ကျွန်တော်မင်းရဲ့ငကိုပုံစံပေါ့တရားနည်းနည်းအသိဉာဏ်နည်းနည်းစစ်တက်ကိုထောက်ခံပြီးမဘာသာအစိုးရအကြံဖက်အုပ်စုကိုညှောက်ပေးတဲ့သူ့ရဲ့အကျင့်ကြက်ကိုကောင်းကောင်းပို့လွင်စေတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာ နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဗမာဒီအရင်နဲ့လည်းပတ်သက်ပြီးကျွန်တော်တို့ကြည့်ပြီးပြောမယ်ဆိုရင်2014ခုနှစ်တကောင်စင်းနေအရာဆိုဗမာဒီမှာဗုဒ္ဓဘာသာဝင်ဥယျာဉ်တိ78.900ခန်းလုံးရှိရလို့ကျွန်တော်တို့သိရတယ်အဲ့တော့အစ္စလာမ်ဘာသာဝင်ဥယျာဉ်တိ4.3% 4.300ခန်းလုံးပဲရှိတာပေါ့အဲ့တော့ဒီအစ20ကျော်กว่าနေတဲ့လူဥယျာဉ်ကိုတစ်ချိန်ချိန်မှာငါတို့ကနော်လူဥယျာဉ်ရော့ကြပြီးတော့တောက်ွယ်သွားပြီးတော့ ဟိုဒီမွတ်စလင်တွေအဆိုဟိုဗောနော် sorry ကျွန်တော်ဒီနေရာမှာသူတို့ပြောဆိုသုံးဆွဲတဲ့တကားတိုင်းပြောဆိုသုံးဆွဲမှုကျွန်တော် class ဆိုတွေဝေါ်ရတာသုံးဆွဲမှာဖြစ်ပါတယ်စိတ်ထိတ်ခိုက်နောက်ဆက်ဖြစ်ရည်ဆိုရင်ကျွန်တော်တောင်းပန်ပါတယ်ဒီမိတ်ဆွေညာပြိတ္တညာအားလုံးအဲ့တော့တို့တို့ပြောသလိုဆိုရင်ကလားတွေကနောက်တစ်ချိန်မှာလူကြီးတွေများလာပြီးတော့ဒီဗမာကြီးကိုဖုံးလွှမ်းသွားမယ်ဗုဒ္ဓဘာသာကိုဖျက်ဆီးသွားမယ်ဆိုတဲ့ကိစ္စတည်း impotent စိတ်ကူးရင်ဆန်ပြီးကြိုးကြောင်ချက်လက်လေပခိုင်လုံးကြီးမရှိတဲ့အခြေအနေပါအဲ့တော့ ဒီမှာဆိုရင်ဒါဒီဒီလိုကိစ္စတွေအစမ်းတော့လည်းမဟုတ်ဘူးကျွန်တော်တို့ဒီ2014ရှေ့ပိုင်းမှာဆိုရင်လည်းဒီစိုးစိုးကပြောတဲ့အကြံဖက်အစွန်ရောက်အုပ်စုတွေပေါ့နော်ဒီမဘာသာအကြံဖက်အစွန်ရောက်အုပ်စုတွေဒီဝီရတူတို့နော်ကျွန်တော်တို့ဒီပမောက္ခတို့အပောင်ဝင်အုပ်စုတွေကဗမာဒီမှာမွတ်စလင်ဦးရေလူဦးရေ25ရာခိုင်နှုန်းလောက်ရှိနေပြီဆိုပြီးတော့လိန်လေလှည့်ထားပြီးဝါရထျန်ခဲ့တဲ့ကိစ္စမျိုးတွေလေဒါခင်ဗျားတို့ကြားဘူးသိဘူးဒါဖြစ်မှာပါအဲ့တော့ မြန်မာနိုင်ငံမှာမွေးဖောင်းနှုန်းကျဆင်းနေတယ်လို့ပဲကဘာရေးတခြားနိုင်ငံတွေမှာလည်းမွေးဖောင်းနှုန်းကျဆင်းနေမွတ်စလင်နိုင်ငံတွေမှာလည်းမွေးဖောင်းနှုန်းကျဆင်းနေတယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့ဟိုမှာခင်ဗျားတို့တရားတွေ့ပါတယ်ဟိုမှာတခြားတခြားဟိုမှာထင်တယ် AI ကိုမြည်ကြည့်လေးရတယ်တခြား Google မှာကိုယ့်ဘက်ကို search လေးပို့လွတ်လွတ်စွာလုပ်လို့ရပါတယ်အဲ့တော့အဲ့လိုတွေလုပ်ပြီးကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကဘာကြီးရဲ့လူကြီးရဲ့မွေးဖောင်းမှုနှုန်းကိုကျဆင်းလာတာကိုခင်ဗျားတို့တွေ့ရမှာဖြစ်တယ်အဲ့တော့ဒီမွေးဖောင်းမှုနှုန်းငင်းရတဲ့အဓိကအချက်တွေကဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲဆင်းရဲမွေးတည်မှုတော့ တော့ကျွန်တော်တင်ပြရင်းနေကြမှုကျမရဲ့ဆောင်းရှောက်မှုအားနည်းမှုဒါတွေအားလုံးကဆက်ဆက်နေရေးဆိုတဲ့ကိစ္စကိုတွေ့ရမှာပါအဲ့တော့နောက်တစ်ခုဒီပိုလီဂမီကိစ္စလေးကျွန်တော်ဆက်ပြောအောင်အဲ့တော့မွတ်စလင်မွတ်စလင်နေအစ္စလမ်ဘာသာဝင်တွေဒီအမျိုးမိမ၄ယောက်ယူလို့ရတယ်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်ဒါဒီဒါတမန်တော်မိုဟာမက်ပေါ်ပြီးတော့ဒီအစ္စလမ်ဘာသာဝင် အစ္စလမ်ဘာသာစတင်တရေတီလာတဲ့အချိန်မှာကဘာကြီးရဲ့ဘေးနေရာမှာမမမရှိသေးတဲ့ဥပဒေတစ်ခုပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်တုန်းကအားကြီးတယ် ဖိုလ်ကတော့ကြီးစိုးလွှမ်းမိုးမှုအားများတယ်ဆိုတဲ့အခါမှာယောက်ျားတွေသည်ပတ်သက်ရှင်ရင်ရှိသလိုအစဉ်ပြေရင်ပြေသလိုเนาะကျွေးနိုင်မွေးနိုင်ကျွေးနိုင်မွေးနိုင်သလိုဒါမိမအမြောင်အများယူခဲ့ကြပါတယ်ကျွန်တော်တို့ဟိုဝေးဝေးကြီးတော့မကြည့်ပါနဲ့ဒီမှန်တမ်းရဆိုရင်တော့ဥက္ကလရဆိုရင်တော့မြန်မာဘရင်တွေဘယ်လောက်ယူလဲပဲကြည့်ကြပါဦးเนาะနောက်တစ်ခါကျတော့ဟိုမေးကြည့်ကြပါဦးကိုယ့်ရဲ့အပို30 40အဖိုးအဖွားအဆက်တွေကိုမေးကြည့်ပါဦးတကယ်တမ်းဒီဗမာလူပေါ်မှာတလင်တမန်ရစနစ်ကိုတောက်လျှောက်ကျင့်သုံးခဲ့တာလားပေါ့အခုကျင့်သုံးသေးလားပေါ့ဟိုခဏရအောင်ဒီကျော်နေမင်းအောင် ဟိုသူမချင်သုံးချင်လို့ဟိုရှောက်ပြီး personality တွေအကြောင်းပြပြီးတော့တလင်တမယားဥပဒေချက်သိမ်းရမယ်လို့ပါတော့เนาะဒါတွေကိုရှော့ပို့ပေးရမယ်လို့ဆိုလိုလာတော့တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့တီလေမချင်သုံးချင်လို့အဲ့တော့ဒီ Islam ဘာသာဝင်ကတော့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း1500အထက်ကျော်ကာလမှာပထမဆုံးဒါကမ္ဘာမှာ၄ရောက်ပဲယူသိနေအများဆုံး၄ရောက်ပဲယူသိနေဆိုတော့တမတ်ချက်ကိုချမှတ်ခဲ့တာဖြစ်ပါတယ် ဲ့တော့ထင်နိုင်ရင်တော့ဒီမှာအစ္စလာမ်ဘာသာဝင်တွေကျမ်းသာတွေကျမ်းဂန်တွေအသိပညာရှင်အသက်ပညာရှင်တွေကိုလေခဏတော့လွတ်လွတ်လပ်လပ်မွေးကြည့်လို့မေးကြည့်လို့ရတယ်အစ္စလာမ်ဘာသာဝင်တွေဒီမိမ့်မှ၄ယောက်မထစ်မနေယူရမှာမဟုတ်ပါဘူးခင်ဗျာတလင်တမရစနစ်ပါပဲညံ့ညတ်တတ်ဆက်ဆံနိုင်နေเนาะကျွန်တော်တို့ဟိုဘယ်လိုပြောမလဲတီတီကြကြထိမ့်သိမ်းဆောင်းဆောင်နိုင်နေဆိုတဲ့အခြေအနေရှိရင်တော့အများဆုံး၄ယောက်ပဲယူရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့မွတ်စလင်တိုင်း ကလားတယောက်တိုင်းမိန်းမလေးယောက်ကလားတယောက်တိုင်းမိန်းမလေးယောက်ဆိုရင်တို့ရိုက်သွင်းနေတဲ့ပုံစံကွက်ကိုခဏယောက်ချိုးဖောက်ပြီးစဉ်းစားဖို့လိုပါတယ်အချက်လက်ကိုမေးမြန်းဖို့လိုပါတယ်ဆိုတော့ကျွန်တော်အစ္စလမ်ဘာသာနဲ့ပတ်သက်တဲ့အချက်လက်ကိုပြောခဲ့တဲ့အခါမှာဒီကြိရှိနေတဲ့မိတ်ဆွေတွေနော်ဒါအစ္စလမ်ဘာသာနဲ့ယင်းကြီးကျွမ်းဝင်သူတွေအစ္စလမ်ဘာသာဝင်တွေဆရာသမားတွေပါတယ်ဆိုရင်လည်းကျွန်တော်ပြောဆိုသုံးသပ်မှုကမှားဝိုင်းကုန်းမမှာထောက်ပြပေးဖို့ကျွန်တော်ညတရက်ခံလိုပါတယ်လိုအပ်ချက်တွေရှိရင်လည်းပြောပြပေးဖို့ညတရက်ခံလိုပါတယ်ကျွန်တော်လေးလာစီးပူးမှုအရာဆိုရင်တော့ဒါဒီဟိုညောသမီးတွေပေါ့ ဒီဒီဟိုအိမ်အောင်ပြူခြင်းအပေါ်မှာပထမဆုံးတိတိကျကျတတ်မှတ်တဲ့စီကန်းကာလနာတတ်မှတ်ချက်လို့တော့ကျွန်တော်ကတော့နားလေပါတယ်အဲ့တော့နောက်တစ်ဆင့်ပေါ့ဗျာနောက်တစ်ဆင့်ဒီကျော်ညိုမင်းတို့အပါဝင်เนาะဒီအစ္စလမ်နေဒါမိမအများကြီးယူတွေလို့ထင်နေတဲ့သူတွေအားလုံးလေကိုပတ်ဝင်းခြင်းဗျာအဝေးယူမကြည့်ပါနဲ့เนาะခင်ဗျားတို့ဆော်ဒီမှာပါဖြစ်တယ်တို့အာဖဂနစ္စတန်မှာပါဖြစ်တယ်တို့သတင်းတွေရှာဖတ်เสียရတော့မလို့ခင်ဗျားတို့ရက်ကွက်တွေမှာအစ္စလမ်ဘာသာဝင်ဗနအင်ရှိတယ်ခင်ဗျားတို့ယွာမှာဗနအင်ရှိတယ်ခင်ဗျားတို့ညို့မှာဗနအင်ရှိတယ်ခင်ဗျားတို့လေ့လာကြည့်ပါ အဲ့မှာမှာမိန်းမ၄ယောက်ယူထားတဲ့သူဘယ်နှယောက်ရှိလဲအစ္စလာမ်ဘာသာဝင်တွေကခရစ်ယာန်တွေပါနော်အငယ်အနောင်နေအစ္စလာမ်ဘာသာမှာတော့သူကတော့ဒါမိန်းမ၄ယောက်ယူလို့ရတယ်လို့ပြောတဲ့အခါမှာအများဆုံးယူလို့ရတယ်လို့ပြောတဲ့အခါမှာဒီကျွန်တော်တို့တားနစ်ထားတဲ့အရာတွေရှိပါတယ်အဲ့ဒါကတော့သူကဘာလို့တားနစ်ချင်တာလဲဆိုတော့ဒီတရားဝင်လက်ထက်ခြင်းမလုပ်ဘဲဘာသာရေးရပြောမယ်ဆိုနီကာမလုပ်ဘဲနဲ့ဒီဇင်နာမြောက်တဲ့လိန်ဆက်ဆန်ခြင်းပေါ့နော်နီကာမလုပ်ဘဲနဲ့ဒီလိန်ဆက်ဆန်ခြင်းကိုတားနစ်ထားတဲ့အတွက်ဒီလိုဟိုဟာထစ်ချင်းဖြစ်ပါတယ် အဲ့တော့ခင်ဗျားတို့ရေမရင်ငယ်တွေတိတ်တိတ်ပိုးတွေစိုက်ချက်တွေနော် KDB ရဲ့ကောင်မလေးတွေအကုန်လုံးကိုခင်ဗျားတို့လည်းထည့်ထွက်ဖို့လိုပါတယ်အဲသူနဲ့နဲ့ချီမချီခင်ကိုယ့်နဲ့ချီလေကိုကြည့်ဖို့လိုပါတယ်ကိုယ့်ပတ်ဝန်းကျင်ကိုအရင်ဆန်းစစ်ကြည့်ပါသူများပြောတော့မယုံပါနဲ့ခင်ဗျားတို့လက်တွေ့လို့လို့ရတဲ့သူတွေတနာဒီကိုယ့်ပတ်ဝန်းကျင်ကိုကြည့်ကြည့်ပါကိုယ့်ပတ်ဝန်းကျင်မှာမွတ်စလင်ဘနဲ့အင်းရှိတယ်အရင်တွေ့ကြည့်ပါအဲ့မှာမိမလေးယောက်တရားဝင်ယူထားတဲ့သူနော်မိမလေးယောက်နဲ့နေနေတဲ့သူရှိရင်ခင်ဗျားတို့စေရင်ထုတ်ပါဥမာအိမ်စေအိမ်မှာဗနေအိမ်နဲ့စေအိမ်သလုံးလားစေအိမ်မှာကိုယ်အိမ်လားစေအိမ်မှာတက်အိမ်လား ဒါဆိုရင်ခင်ဗျားတို့ဒီမှာရှိတဲ့စင်ကျင်လုံးတရားနဲ့တုံးတက်လို့ရပြီလို့ကျွန်တော်ထင်ပါတယ်။နောက်ပြီးတော့ဒီကျော်ညွန့်မင်းရဲ့ဒီပြောဆိုချက်ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တောက်လျှောက်ပြောနေတဲ့အစွန်ရောက်အချက်ဖက်သမားပေါ့ဗျာ။မဘာသာတို့ညိုချစ်တို့အနီခံထားတဲ့အစွန်ရောက်အချက်ဖက်သမားပေါမောက်ခါတို့လုတ်တဲ့ကီးနဲ့တူပါတယ်။သူတို့ကတော့2023ခုနှစ်နိုဝင်ဘာလမှာဒီ OIC နဲ့ပတ်သက်တဲ့ကိစ္စတခုထစ်တဲ့အခါမှာတင်ငန်းကိုခြုံလာတဲ့ နော်ဒီယဟန်နေအဆောင်ရောင်ဖြစ်တဲ့တင်ကန်းကိုခြုံထားတဲ့ပုံကိုတယောက်ထစ်လင်ကစားပဲတခြားဘာသာတွေကိုရိုင်းစစင်တိုက်ခိုက်မှုတွေသူတို့ဆန်တတ်ပြကြပါတယ်ပိုစတာတွေခိုင်ပြီးတော့ဘလိုရီတော်ကန်ခဲ့ကြလေဆိုတားဖောက်နှုံနဲ့အစ္စလမ်တရိစံဝါဒဆန့်ကျင်ကြဆိုပြီးအင်မတန်ပြင်းထန်ရက်ဆက်ရုပ်မှာရုပ်ကန်းနဲ့ဟိုဒီလိုပြုတ်ဆုံချက်တွေနဲ့ စနံပါတော့ဥတီတိုက်ခိုက်ခဲ့အမုံတရားပြန့်ကျင်မှုတွေကိုဒီအစိုးရအကြမ်းဖက်သမားတွေလုပ်ခဲ့တယ်ဆိုတော့လည်းမှတ်မိဖို့လိုပါတယ်အခုကျော်ညိုမင်းကတော့အစ္စလမ်ဆိုတာလည်းမပါဘူးကျန်ကျန်တန်တန်ဆဲတာဆိုတာပြောဆိုတာလည်းမပါပေမဲ့ဆိုတော့အစိုးရအကြမ်းဖက်သမားတွေရဲ့တနေ့အတူတူတအုပ်စုတွေအတွေးအမြင်တစ်ခုလေးရှိခဲ့သူလို့ကျွန်တော်တို့သတ်မှတ်ပြီးတော့သုံးသပ်နိုင်ပါတယ်အဲ့တော့ခင်ဗျားလည်းဒီဗီဒီယိုလေးကိုကြည့်မိပြီဆိုရင်ခင်ဗျားတို့အမြင်လေးကိုကျွန်တော် comment မှာမှတ်သိခြင်းနဲ့အစိုးရပြောသလိုပဲအစ္စလမ်ဘာသာနဲ့သိရှိနားလေတကြွဲနဲ့တင်ညာရှင်တွေပုံကိုယ်တွေရှိတယ်ဆိုလေကျွန်တော်ပြောဆိုချက်မှာအမှားရုံးတစ်စုံတရားပါရင်မတိမဆုံလိုအပ်ချက်ပါရင် comment မှာထောက်ပြပေးဖို့မြတ်တရရခံလိုပါတယ်ဗျာကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်